ရည်စကြီးလအနာဂတ်တီချံအခန်းကြီး33အငယ်1မှ33တပန်တာရပြားရဲ့နှုတ်ကပတ်တော်သည်ငါစီတို့ရောက်လာ၍အချင်းလူသားတင်းဤအမျိုးသားချင်းတို့အားဟောပြော၍ဆင့်ဆူရမည်မှာ ငါသည်တစုံတစ်ခုသောပြည်သို့ဓာပေရောက်စေသောအခါပြည်သားတို့သည်ပြည်သားတစ်ယောက်ကိုယူ၍ကင်းဆောက်ထားပြီးမှ ထိုသူသည်ဓာပေရောက်သည်ကိုမြင်လျက်တဘိုးကိုမှုံ့၍တတိပေးတော်လေတစုံတစ်ယောက်သောသူသည်တဘိုးမှုံ့တံကို ကြားလျက်နှင့်အမှုမထားဓာပေရောက်၍သူ၏အသက်ဆုံးလေထိုသူသည် ကိုအသက်ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရမည် တပိုးမှောက်တန်းကိုကြား၍အမှုမထားသောကြောင့်ကိုအသက်ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရမည်အမှုထားသောသူမူကကိုအသက်ကိုကယ်တင်လိမ့်မည်သို့မဟုတ်ကင်းဆောင်ထားသောသူသည်ဓာဘီရောက်ကြောင်းကိုမြင်လျက်တပိုးမမှောက်တိသားတို့အားတတိမပေးသောကြောင့်ဓာဘီရောက်၍တစုံတယောက်သောသူအသက်ဆုံးလျင်ထိုသူသည်မိမိအပြစ်ကြောင့်အသက်ဆုံးတော်လေသူ၏အသက်ကိုကင်းဆောင်သောသူ၌ငါတောင်းမည် ထိုအတူအချင်းလူသားတင့်ကိုဣတရီလအမျိုး၌ကင်းဆောင်စေခြင်းငါငါခန့်ထားသောကြောင့်တင်သည်ငါဤနှုတ်ထွက်စကားကိုနားခံ၍သူတို့ကိုတတိပေးရမည်ငါသည် လူဆိုးအားအိုးလူဆိုးအကဲစင်စစ်တင်သည်အသေးခံရမည်ဟုဆိုသောအခါဆိုသောသူကိုသူ၏လမ်းမှ လွှဲစီခြင်းငါတင်သည်တတိမပေးလျထိုလူဆိုးသည်မိမိအပြစ်ကြောင့်အသက်ဆုံးလိမ့်မည် တို့ရာတွင် သူ၏အသက်ကိုသင်၌ငါတောင်းမိသို့မဟုတ် လူဆိုးကိုသူ၏လမ်းမလွှဲစေခြင်းငါတင်းဒီတတိပေး၍သူသည်မလွှဲဘဲနေလေမိမိအပြစ်ကြောင့်အသက်ဆုံးတော်လေတင်းဒီကို အသက်ကိုကယ်တင်ပြီတို့ဖြစ်၍အချင်းလူသာဤဒရီလာအမျိုးသားတို့အားဟောပြောရမည်မှာငါတို့သည်ကိုပြုမိသောဒုစရိုက်အပြစ်ကိုခံရသဖြင့် အားလျော်သည်ဖြစ်၍အဘယ်သို့အသက်ရှင်နိုင်ပါမည်နည်းဟုသင်တို့ဆိုကြတော့အရှင်သာရဖျာမိန်တော်မူသည်ကငါအသက်ရှင်သည့်အတိုင်းသိုးသောသူသည်အသေးခံခြင်းအမှုကိုငါနှစ်သက်သည်မဟုတ်သိုးသောသူသည်မိမိသိုးသောလမ်းမှလွှဲ၍အသက်ရှင်ခြင်းအမှုကိုသာငါနှစ်သက်၏။ဩဣဒရီလာ အမျိုးသားတို့သင်တို့လိုက်သောလမ်းဆိုးမှ လွှဲကြလော့လွှဲကြလော့အဘယ်ကြောင့်အသေးခံလိုကြသည်နည်း တို့ဖြစ်၍အချင်းလူသာတင်းအမျိုးသားချင်းတို့အားဟောပြောရမည်မှာ ဖြောက်မှတ်တော်သူသည် ဖောက်ပြန်လေအရင်ဖြောက်မှတ်ခြင်းအမှုသည် သူ့ကိုကဲ့တင်ရမည်မဟုတ်သိုးသောသူသည်သိုးသောအမှုကိုရှောင်လေအရင်သိုးသောအမှုကြောင့်ပျက်စီးခြင်းတို့ရောက်ရမည်မဟုတ် ဖြောက်မှတ်တော်သူသည်ပြမသောနေ့၌အသက်ရှင်ရသော အခွင့်မရှိရာ ဖြောင့်မတ်သောသူသည်စင်စစ်အသက်ရှင်ရလိမ့်မည်ဟုငါဆိုတော်လေသူသည်မိမိဖြောင့်မတ်ခြင်းကို ကိုးစား၍ဒုစရိုက်ကို ပြုမိလင်အရင်ဖြောင့်မတ်ခြင်းအမှုတစုံတစ်ခုကိုမျှမအောင်မီရပြုမိသောဒုစရိုက်ကြောင့်အသေးခံရလိမ့်မည် တဖန်ဆိုးသောသူအားတင်သည် စင်စစ်အသေးခံရလိမ့်မည်ဟုငါဆိုတော်လေထိုသူသည်မိမိဒုစရိုက်ကိုရှောင်၍တရားသောအမှုဖြောက်မှတ်သော အမှုကိုပြုလျက် ပောင်ထားသောဥစ္စာကိုမတူထား လူယူသောဥစ္စာကို ပြန်ပေးလျက်အတ္တမအမှုကိုမပြုဘဲအသက်ရှင်ရာ ပြည့်ညတ်တရားလမ်းသို့လှိုင်းလျင်အသေးမခံရဘဲစင်စစ်အသက်ရှင်ရလိမ့်မည်ပြုမိသောဒုစရိုက်အပြစ်တစုံတစ်ခုကိုမျှသူ၌မတင်တရားသောအမှုဖြောင့်မတ်သော အမှုကိုပြုသောကြောင့်စင်စစ်အသက်ရှင်ရလိမ့်မည်တို့တော်လေတင်းဤအမျိုးသားချင်းတို့ကသာရပြားစီရင်ချက်မပြားဟုဆိုကြသည်ဖြစ်၍ တို့စီရင်ချက်မဖြောင့်ပါတကားဖြောင့်မတ်တော်သူသည်မိမိဖြောင့်မတ်ခြင်းကိုစွန့်၍ဒုစရိုက်ကိုပြုမိလေထိုဒုစရိုက်အပြစ်ကြောင့်အသေးခံရလိမ့်မည်သို့သောသူမူကားမိမိဒုစရိုက်ကိုရှောင်၍တရားသောအမှုဖြောင့်မတ်သောအမှုကိုပြုမိလေထိုအမှုကြောင့်အသက်ရှင်ရလိမ့်မည် သို့တော်လေသင်တို့ကထာဝရဘုရားစီရင်ချက်မဖြောင့်ဟုဆိုကြသည်တကား ဦးဣတရီလအမျိုးသားတို့သင်တို့အတိအတိပြုကြသည့်အတိုင်းငါစီရင်မည်ဟုမိန်တော်မူ၏တိန်တော်ရာတက္ကရစ်32ခုတတမလာ9ရက်နေ့တွင်ယေရုရှလင်မြို့မှပြေး၍လွတ်တော်သူတယောက်သည်ငါထံသို့ရောက်လာ၍မြို့ကိုလုတ်တံပြီးဟုတည်င်းကြပြော၏ ထိုသူမယောင်မီညဥမစား၍သူရောက်သောနနက်အချိန်တိုင်းအောင်ထာဝရဘုရားသည် လက်တော်ကိုငါအပေါ်၌တင်၍ငါနှုတ်ကို ဖွင့်တော်မူသဖြင့်ငါသည်စကားမပြောဘဲနေရသောအချိန်လွန်၍ဟောပြောရ၏ထိုအခါထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါစီသူရောက်လာ၍အချင်းလူသာပျက်စီးသောဣတရီလာပြည်၌နေသေးသော သူတို့ကအာဗြဟံသည် လူတဦးကြီးဖြစ်တော်လေဤပြည်ကိုအမွေခံရ၏ ငါတို့မူကအများဖြစ်ကြ၏ငါတို့အမွေခံစရာဖို့ပေးတော်မူပြီဟုဆိုကြတော့တင်သည် အရှိထာဝရဘုရား၏အမိန်တော်ကိုစင့်ဆိုရမည်မှာတင်တို့သည် အသွေးနှင့်တကွအမဲသားကိုစားလျက်ရုတ်တုတို့ကိုဖူးမြော်လျက်လူအသက်ကိုလည်းတက်လျက်နှင့်ပင်ဤပြည်ကိုပန်ရကြမည်လောဓာတ်ကိုခိုလုံလျက်ဆက်စုပ်ဖွဲသော အမှုကိုပြုလျက်အိမ်ကြီးချင်းမယားကိုပြစ်မာလျက်နှင့်ပင်ဤပြည်ကိုပန်ရက ကြမည်လောတပံအရှင်ထာဝရဘုရား၏အမိန်တော်ကိုဆင့်ဆူရမည်မှာငါအသက်ရှင်သည့်အတိုင်းပြည့်စည်သောအရ၌နေသောသူတို့သည်ဓာဖြင့်လဲ၍တည်ရကြလိမ့်မည် လွင်ပြင်၌ရှိသောသူတို့ကိုငါသည် သားရဲ၌အပ်၍ကိုက်စားစေမည် ရေတိုင်းဥမြင်၌ရှိသော သူတို့သည် ကာလနာနှင့်တရားကြလိမ့်မည်တပြည်လုံးကိုငါတုတ်တင်ပယ်ရှင်းသည်ဖြင့်သူအစွမ်းတတ္တိဤဂုံအတရေကုံ၍အဘယ်သူမျှမလျှောက်မသွားရအောင်ဤတရီလာတောင်တို့သည် လူစိတ်ဉဏ်ရဲ့ရှိရကြလိမ့်မည်ပြည်သားတို့သည်ပြုမိသောဆက်စုပ်ဖွဲ့အမှုအလုံးစုံတို့ကြောင့်ထိုပြည်ကိုငါတုတ်တင်ပယ်ရှင်းသောအခါငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသူတို့သိရကြလိမ့်မည် ထိုမှတပါအချင်းလူသာတိဤအမျိုးသားချင်းတို့ကငါတို့သွားကြကုန်အံသာရဖျားသည်အဘယ်သူပြားဒိတ်ပေးတော်မူသည်ကိုကြားကြကုန်အံဟုထယန္နာအိန္ဒဂါနာမှာတင့်ကိုရိမှတ်၍တယောက်ကိုတယောက်ပြောတတ်ကြ၏ ငါဤလူကဲ့သို့တင့်ထန်တို့လာ၍ငါဤလူကဲ့သို့တင့်ရှိမှထိုင်လျက်တင်းဤစကားကိုကြားတော်လဲနားမထောင်ပဲနေကြ၏အလွန်ချစ်ဖွယ်သော လက္ခဏာကိုနှုတ်နှင့်ပြတော်လဲစိတ်နှလုံးမူကားလောကီဥစ္စာကိုဆွဲလန်းလျက်ရှိ၏တင်းဤစကားသည် ကောင်းမွန်စွာတီး၍တာယာသော အတန်နှင့်ပြည့်စုံသောသူဆိုသောနှစ်သက်ဖွေသောတခြင်းကဲ့သို့သူတို့၌ဖြစ်၍သူတို့သည်ကြားရတော်လဲနားမထောင်တတ်ကြ သူရတွင် အမှုရောက်လိမ့်မည် အမှုရောက်သောအခါသူတို့တွင် ပရောဖက်ရှိဘူးသည်ကို သူတို့သိရကြလိမ့်မည်ဟုမိန့်တော်မူ၏အာမင် God bless you